ဟို choreographer ရှိပါတယ်ဟုတ်ကဲ့အကသမီးနဲ့ဆရာပေါ့ပေါ့ပေါ့ပါပါပါပဲဒီနေ့ကိစ္စဟုတ်ကဲ့ကြည့်ရေတဘူးလုံးထည့်လိုက်တော့เนาะအဲ့တော့အဲ့ပွဲလေးအဲ့ဟင်းပွဲလေးကတော့မစားပြေဘူးဒါပေမဲ့အဲ့ဒါခေပထမဆုံး mistake လေးပေါ့เนาะဒါလာတကယ်ကောင်းလို့ပါသမီးရေဒါလေးကတော့အဆင်မပြေနေဘူးဆိုလည်းပြောရှာပါတယ်အင်္ဂလိပ်လေးက ါရှင်ဟုတ်ကဲ့ပါဒီနေ့ကလေးကျော်အတွက်ကိုဂျိုကာနဲ့ကြောင်ညာလေးရိုက်တာပဲဖြစ်ပါရဲ့ရှင်လေးကျော်ခီရိုနိုင်ငံသားမှနေတော့ဆိုရင်မမေကအမြဲဟင်းလေးချက်ပြီးပို့ပေးရပေါ့နော်ခီအဲကြိုက်တာခင်းနဲ့ခင်းချင်းမှလေးကြိုက်တဲ့ဟင်းလေးတွေကိုအခုကကြာဒီလိုမျိုး ထုတ်ကလေးတွေ ready made လာတယ်ဆိုတော့အဲခီးသွားတာပဲဖြစ်ဖြစ်အဲဝေးရောက်နေတဲ့သူတွေအတွက်ဖြစ်ဖြစ်ပေါ့နော်ပို့ရတာလဲလွယ်သလိုအဲ့လိုမျိုးဒီအိတ်ထက်ထက်ရတာလဲလွယ်တယ်ပေါ့နော်အဲ့တော့ အဲ့လိုမျိုး K အနေနဲ့စဉ်းစားရင်တော့ international student တွေအတွက်လည်းအရင်အဆင်ပြေတယ်။ K လိုမျိုး shooting သွားရင်လည်းတခါတည်းထည့်သွားရုံပဲပေါ့နော်။အရင်အဆင်ပြေလို့ထင်ပါတယ်။ဟုတ်။ K ကြိုက်ဆုံးရတာကဒီမှာပုံစံကြောက်ငံပြရေးကြောက်ကြိုက်ပါတယ်။ခိုက်။ဘာလို့ကြိုက်တာလဲဆိုတော့အိမ်မှာ K ကို နှစ်လရဲ့ထိန်းလာတဲ့အမိုးကြီးဆိုတာရှိရလေ။ तू ကအမြင်ငမြရေကြောချက်ပေးအခေအရန်ကြိုက်တယ်။အဲ့တော့ခေကလည်းဒီလေးကြောစီရဆိုအဲအရသာအကြိုက်ဆုံးမှာ။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ခေခုနပြောသလိုပဲပေါ့နော်။ခေအလုတ်သွားတာပဲအဲရှူတင်နေသွားတာပဲဖြစ်ဖြစ်အဲ့လိုဟင်းကြိုက်နေနဲ့ထဲချာမလို့တော့ပေါ့နော်။ဒီလိုအထုတ်လေးဆိုရင်အဲတဲယူသွားရတာလည်းအရန်လွယ်ကူပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့။ခေဒီနေ့ကတော့အဲ့လိုမျိုးပေါ့နော်။ခေကရိုက်လိုက်ရရင်ဒီအဲ jewelry တို့ အဲ skin care beauty ရိုက်နေရတာများရေပေါ့နော်အခုကျတော့ဒီလိုမျိုးမြန်မာအစားအစာလေးအတွက်ရိုက်ပေးရတော့ K1 တာပါတယ်အပြောင်းလဲလေးပေါ့နော်ဟုတ်ကဲ့ပါခင်ရတုံယုံတုံယုံဆိုအဲ့လိုမျိုးကြောင်ရည်မှာတိတ်မကတတ်ဘူးပေါ့နော်ဒါပေမဲ့ကိုဂျူကားလည်းအရန်သဘောကောင်းပါတယ်အဲဒီမှဟိုဒီဆက်ဖွဲ့ရလူတွေကလည်းအရန်အဲသဘောကောင်းတယ် K ကိုလည်းကူညီရဆို K လည်းပြောရပါတယ်ရှူတင်မှာဟုတ်ကဲ့အမရောက်မှတင်လိုက်တာ ရောက်မှဟိုနောက်ကအခန်းထဲမှာ9မိနစ်10မိနစ်လောက်ပဲအချိန်ပေးပြီးတင်လိုက်တာပုတ်ပုတ်ပါပါပါပဲဒီနေ့ဟုတ်ကဲ့ဟုတ်ဘူးဟို choreographer ရှိပါတယ်ဟုတ်ကဲ့အကတမီတဲ့ဆရာပေါ့ပုတ်ပုတ်ပါပါပါပဲဒီနေ့ကိစ္စဟုတ်ကဲ့ဟိုနိုင်ငံသားမလားဟုတ်ကဲ့ပါဟိုမဘွန်ရောက်နေတော့ခင်းကဒီ spaghetti ပေါ့ pasta တွေပါချက်တယ်ပြီးတော့ကြက်သားအလူဟင်းချက်တယ်အဲ့ဒါတော့ခင်းရဲ့ favorite တွေပေါ့နော်ပြီးရင်အဲ့လိုကြက်သားမွကျော်အဆက်လေးတို့ပါတော့ခင်းချက်တတ်ပါတယ် ဟိုရောက်မှချက်တက်တာဟိုရောက်ပြီမမေကလည်းခေးချောင်းဆဆတက်တော့နှခါသုံးခါလောက်လိုက်ခဲ့တယ်လင်အဲမမေကလည်းတခါတည်းတင်ပေးခဲ့တာပေါ့နော်တမီခင်းညမလေးကတော့စဖုံမူးသူကအမဟိုဒီဟင်းချက်တဲ့ကျောင်းမှာပဲဟို culinary school ပေါ့နော်အမဖွဲရလာတာဆိုတော့သူကတော့ chef လုပ်နေအဲ့တော့သူချက်တာလေးလည်းသူကသူကလည်းနည်းနည်းတင်ပေးတာပေါ့နော်ဟုတ်ကဲ့ရှိခဲ့ပါရဲ့ရှင့် ဘဲဥချင်းချက်တုံးကမကြီးအဲခေတ်ကတော့ online ကကြည့်လိုက်တော့ဗောနော online ကကြည့်လိုက်တော့အဲမြန်မာ NGO တွေပဲ YouTube ပေါ်မှာတင်မရတဲ့ video ရှိရဲအဲရမ်းမှာသူတို့ကမကြီး face လို့ရေးထားတာခေတ်ကအဲမကြီးရေးတဘူးလုံးထည့်လိုက်တော့ဗောနော်အဲတော့အဲပွဲလေးအဲဟင်းပွဲလေးကတော့မစားပြေဘူးဒါပေမဲ့အဲ့ဒါခေတ်ရဲ့ပထမဆုံး mistake လေးဗောနော်ချန်နေအမတရလေးဟုတ်ကဲ့အာသူ့အဟာဖြစ်စင်သူငငယ်တုန်းကတော့သူ့ကိုသူက ထားတတ်တယ်ဗောနောငငယ်တော့ကနည်းနည်းလေး week ဖြစ်တယ်ဆိုတော့အဲမမင်ကမမင်နဲ့ခင်နေတေးချာသူ့ရဲ့ diet diet ဆိုတော့သူစားတဲ့ဟာဗောနော diet ဆိုတော့ weight ချဖို့ပဲမဟုတ်ပါဘူးစားတာကိုစားတဲ့ plan ကိုပြောတာပါအဲ့တော့အမဆောင်မငါတို့ဒီ carrot တို့ဟိုဗောနောမုန်လာဥနီကိုပေါင်းပြီးတော့အဲ့လိုအဟာရရှိရဲ့အစာလေးတွေကိုရွေးပြီးတော့ရွေးပြီးတော့ချက်ခဲ့ပေးရဗောနောအခုတော့အမှန်တမ်းပြောမယ်ဆိုမမေလည်းမချက်ဖြစ်ဘူးခေးလည်းမချက်ဖြစ်ဘူးမမေလည်းမအားတော့ခေးလည်းမအားတော့ခေးပြန်ရောက်ပြီးတော့ဗောနောโอเคမရှိဘူး तू तू ကလေ तू စားနေကြဟာလေးတွေပဲပေါ့နော်အဲ့လိုအစာရင်မရွေးပါဘူးရှင်ဟုတ်ခီးတွေနိုင်ငံသားခီးသွားရင်လည်းအဲ့လိုပါစာတို့ပါတော့လည်းစားဖြစ်ပါတယ်ဟုတ်ကဲ့အဟင်းတော့မချက်ကျွေးဘူးဒါပေမဲ့ကိတ်မုန်တော့ဖုတ်ဘူးရယ်ပေါ့နော် brownie ခင်နာမည်ကြီးอ่ะ brownie ဖုတ်တာဟုတ်ကဲ့ဒါပေမဲ့ဆီယံဝင်းက तू ကအရင်အဲ့လိုမျိုးရင်ကျက် as မှာလို့ရှိတတ်တော့ချောကလက်မစားဘူးလို့ပြောတော့တခါမှတော့မချွေးဘူးသေးဘူးပေါ့နော်ဟုတ်ကဲ့ပါအဲအဲဘိတ်ဘိတ်ကင်းမော်နော်အဲမုံဖုတ်တာကြွနေဟင်းချက်တာညမလေးကြွနေ ုတ်ကဲ့ဟုတ်ကဲ့မှတ်ချက်တွေအားစားလို့ကောင်းတယ်ဗောစားတယ်ဗောမရှိတော့ဘူးဗောအကုန်ဝါကြီးဗောဟုတ်ကဲ့ဟုတ်ရလာတကယ်ကောင်းလို့ပါသမီးရေဒါလေးကတော့အဆင်မပြေနေဘူးဆိုလည်းပြောရှာပါတယ်အိမ်ကလူတွေကဟုတ်ကဲ့ဟိုအဲ့လိုခေးပြောသူလိုခေးပြန်ရောက်ပြီးကြတယ်မေမေလမ်းမအားတော့ဖေဖေလမ်းမအားတော့လီယန်လမ်းမအားတော့အိမ်ကလူတွေတောင်တိတ်မအားချင်တော့အဲ့တော့တိတ်မချက်ဖြစ်တော့ဘူးဗောနော်အိမ်ကလည်းဟုတ်ကဲ့ဟုတ်ကဲ့မအားစားတာများပါတယ်တိုင်လုံးโอเคว่ะဟုတ်ကဲ့ဒုတိယ shooting လေးเนาะ shooting location လေးတော့ရမယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါအားလုံးပဲခေပြန်ရောက်ခဲ့ရအောင်ငငယ်လေးတွေကရောအားပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်ခေအခုစူးစမ်းနေပါပြီဆက်လက်စူးစမ်းသွားပါမယ်လို့ပြောချက်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်